အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်တန်းဥပဒေ CDN ဥပဒေဆိုပြီး2025ဇွန်လ23ရက်မှာပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်ပါတယ်။ဒီဥပဒေရဲ့မှာ CDN နေအတွက်စုပေးစနစ်ပါတယ်လို့နန်း CDN နေအတွက်ဓာတ်ပေးစနစ်ထည့်သွင်းထားပါတယ်။ CDN ဥပဒေအရစစ်သားနဲ့ရဲတော်အကြုံးမဝင်ပါဘူး။လူအုပ်ခွင့်ရေးချိုးဖောက်မှုများကိုစောင့်ကြည့်လေ့လာတဲ့45 right အဖွဲ့ကတော့ လူမှုစီလုံးညင်ညွတ်မှုကိုအားနေနေတဲ့အခုလိုအချိန်မှာဒီဥပဒေကစီရီယံနဲ့စီရီယံမဟုတ်သူများကြားမလိုလားအပ်တဲ့အမုန်းတရားတွေဖြစ်စေနိုင်တယ်လို့ဝေဖန်ထားပါတယ်။စီရီယံဥပဒေကိုဝေဖန်ကြသူတွေထဲမှာတော်လိုက်ရင်အင်အားစုတွေလည်းပါဝင်ပါတယ်။စုပေးတံပေးပုံမှားတွေကဘာတွေလဲ။ဥပဒေပြဋ္ဌာန်းချက်တွေမှာစီရီယံဝန်ထမ်းတွေကိုအတိအမှတ်ပြုဖို့ဂုဏ်ပြုရှင်းမြင်ဖို့ပြန်လည်ကူစားပေးဖို့ အမှန်တရားနဲ့တရားမျှတမှုကိုဖော်ထုတ်ပေးဖို့ရည်ရွယ်တယ်လို့ဆိုထားပါဗျ။ဒီဥပဒေအရ2021ဧပြီလ30ရက်နောက်ပိုင်းစီရီယံဝင်လာသူတွေက ခိုင်လုံတဲ့အကြောင်းပြချက်တင်ပြရမယ်လို့ပြဋ္ဌာန်းထားပါဗျ။အတိအမှတ်ပြုခြင်းနဲ့ဂုဏ်ပြုရှင်းမြင့်ခြင်းဆိုတဲ့နေရာမှာစီရီယံဝန်ထမ်းတွေကိုဂုံပြူထိုက်သူအထူးဂုံပြူထိုက်သူအဖြစ်သတ်မှတ်ကဂုံတူးဆောင်ဘွဲတစိုက်တွေပေးအပ်မယ်လို့ပုံမှန်ငားနဲ့ရှောက်မှာဆိုထားပါဗျ။ ဒါအပြင်ဂုံပြူရှင်းမြင့်ကျင်းစိုးရမှာ စီရီယံအမတ်တစိတ်ရင်ချိုးအလန်နေတက်မှတ်တာအထိုင်အမတ်နေတက်မှတ်တာ အထောက်အပံ့အသုံးစရိတ်တက်မှတ်တာပြတိုက်ရုပ်ထုတိဆောက်တာနဲ့တင်ယုံညွန့်တက်မှာထည့်သွင်းတင်ကြားစေတာတွေဖြစ်ပါတယ်။ပြန်လဲကူစားခြင်းဆိုတဲ့ပုံမှန်ရှင်မှာပုံမှန်ခွဲဆဲကူပါဝင်ပါတယ်။ဒီပုံမှန်ကိုရှုံပြောရရင်တော့ယာဒူတိုလစာခန်းစားခွင့်နိနာချေကြံရည်သူမိသားစုအတွက်ခန်းစားခွင့်ပင်စစ်သမားတွေအတွက်ခန်းစားခွင့်နေပါပါတယ်။ မူလအလုံးမှာယာရုတဆင့်တိုးပေးတာမထုတ်ခဲ့ရတဲ့လစာနဲ့ခန်းစား권နေထုတ်ယူနိုင်တာကိုအင်ကာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခန်းစားရသူတွေအတွက်တသက်တာစေကူတာ권ပေးတဲ့အချက်တွေဖြစ်ပါတယ်။ CDN နဲ့စန့်ကျင်ဘက်နန်းစီရီယံဝန်ထမ်းတွေကိုတော့အေးအေးယူဖို့ပြောထားပါတယ်။ CDN မလုပ်တဲ့ဝန်ထမ်းအလုံးကိုနန်းစီရီယံလိုသတ်မှတ်ပြီးအဲ့ဒီအထဲမှာ CDN လုပ်ပြီးမှလုပ်ငန်း권နဲ့ပြန်ဝင်သွားသူတွေကိုလည်းနန်းစီရီယံလိုသတ်မှတ်ထားပါတယ်။ ဒီဥပဒေအရနန်းစီရီယံဝန်ထမ်းတွေဟာတချိန်မှာအမည်ပြတ်စရင်သွင်းခံရတာယာဒူးကထုတ်ပယ်ခံရတာပြည်ပထွက်ခွင့်ယာယီပိတ်ပင်ခံရတာလစာခန်းစားခွင့်တွေပြန်အပ်ရတာဘွဲတစိတ်တွေကိုအတိအမှန်မပြုတာနဲ့တရားစွဲခံရတာတွေဖြစ်ပါတယ်။ဒီပြဋ္ဌာန်းချက်တွေနဲ့ပတ်သက်လို့ဥပဒေထုတ်ပြန်တဲ့ CRPH ကိုကန့်ကွက်မှုတွေရှိနေပါတယ်။ဒီလိုပြဋ္ဌာန်းတာက NUCC မှာရော NUG မှာရော CDM မူဝါဒနဲ့အညီဥပဒေကြမ်းကိုပြုစုထားတယ်။ နောက်ပိုင်းသူတို့စီကပြုစုပြီးတဲ့အခါမှာ CRPH ကိုပြဋ္ဌာန်းပေးဖို့တင်လာတာဖြစ်တယ်။ကျွန်တော်တို့ CRPH ဥပဒေရေးရာကော်မတီကနေတနစ်လသက်ဆိုင်တဲ့သူတွေနဲ့ဥပဒေကိုတင်လာတဲ့အဖွဲ့အစည်းတွေနဲ့အားလုံးသဘောတူပြီးတဲ့အခါမှာ CDN Success Committee ရဲ့ကိုစားပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကဥပဒေကြမ်းကိုတင်လာတာဖြစ်ပါတယ်။ဒီလိုတင်တာကိုဥပဒေပြုတဲ့လုံထုံးလုပ်ငန်းနဲ့အညီပြဋ္ဌာန်းပေးလိုက်တာပါပဲလို့ CRPH ဥက္ကဋ္ဌ ဥအောင်ဂျင်ညွန်းက BBC ကိုပြောပါတယ်။နန်းစီရီယံအေးအေးယူခံရမယ့်အချက်ကိုဘာကြောင့်ကန့်ကွက်ဗမာနိုင်ငံလုံးဆိုင်ရာကြောင်းသားသက်မှတ်ကများအဖွဲ့ချုပ် ABFSU အဖွဲ့ကတော့ CRPH ပြဋ္ဌာန်းတဲ့ CDN ဥပဒေကိုပြင်းပြင်းထန်ထန်ကောက်ကွက်ရှုတ်ရှတယ်လို့ဥပဒေထွက်ပြီးနောက်ဇွန်လ15ရက်မှာထုတ်ပြန်ပါတယ်။ CDN မှာမပါဝင်တဲ့ဝန်ထမ်းတိုင်းကိုအရေးယူတာဟာဒီမိုကရေစီစံချိန်ဆန့်ညွန့်နဲ့ကွဲလွဲနေတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ ခန်းစားချက်ကိုအရှိကံကလက်ခုပ်တန်ရှူရမယ့်ကိစ္စမဟုတ်ဘူးလို့ဘာကတာများအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။နောက်ဆက်တွဲအကျိုးအဆက်ရလဲတော်လန်ရေးဒေတာတွေကနန်းစီရီအနေနဲ့ចောင်းသားတွေခွဲခြားဆက်ဆံခံရတာပိုဆိုးရွားလာနိုင်တယ်လို့တတိပေးထားပါတယ်။ CRPH ဥက္ကဋ္ဌကတော့ဒီအပေါ်မှာမူတည်ပြီးပြောချင်တာကဥပဒေမှာဆွလို့ဆွစားတဲ့ CDN တွေအတွက်ပြန်လဲကူစားနိုင်မှုရွယ်တယ်ဆိုတာဥပဒေထဲမှာအပြည့်အစုံပါရှိပါတယ်လို့တုံ့ပြန်ပါတယ်။ ဒီလိုကန့်ကွက်ချက်တွေကအခုမှထွက်လာတာမဟုတ်ပဲဥပဒေမပြုခင်မူဝါဒအစင်မှတင်သဘောထားကွဲလွဲခဲ့ကြတယ်လို့မူဝါဒရေးဆွဲရေးမှာပါဝင်ခဲ့တဲ့ CDN ပညာရေးဝန်ထမ်းများတမကဥက္ကဋ္ဌဥဝီယံမင်းကောင်က BBC ကိုပြောပါတယ်သူက CDM မူဝါဒရေးဆွဲရေးမှာဆရာနာရှင်စနစ်တိုက်ဖြည့်ရေးအထွေထွေသပိတ်ကော်ပိုတီ GSC ကိုစလဲအဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။ JCC CDM မှာလည်းပထမပိုင်းမှာ၄ဘွဲလောက်ကဒါကိုသဘောမတူဘူး။ NUCC မှာလည်းသဘောမတူတဲ့အဖွဲ့ကခုနှစ်ဖွဲ့လောက်ရှိတယ်လို့သူကပြောပါဗျ။နန်းစီရီယန်တိုင်းကိုအရေးယူမယ်ဆိုတဲ့အချက်ကို2023မူဝါဒထွက်လာချိန်မှာ GSC ကကန့်ကွက်ထားပြီးစိတ်လွတ်လဲရစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်သူတွေကိုသာအရေးယူဖို့တိုက်တွန်းခဲ့ပါဗျ။ စီရီယန်ဆရာတယောက်ဖြစ်တဲ့ဥဝေယမင်းကောင်ကနန်းစီရီယန်အားလုံးအေးအေးယူမယ်ဆိုတဲ့အရွက်ကိုစိတ်ခံစားချက်အရာလက်ခံလို့ရပေမဲ့နိုင်ငံရေးအရာတွေးခေါ်ရမှာနန်းစီရီယန်က ကျွန်တော်တို့ပုံရံသူမဟုတ်ဘူးလို့ဆိုပါတယ်။အခုထွက်ရှိလာတဲ့ဥပဒေမှာနန်းစီရီယန်ဝန်ထမ်းတိုင်းအေးအေးယူခံရမယ်လို့နားလည်ရတယ်လို့သူကပြောပါတယ်။စီရီယန်ဥပဒေရဲ့အခန်းလေးတွေကအေးအေးယူခြင်းဆိုတဲ့အပိုင်းပါ ပုံမှန်တွေအရာ ဆရာနာသိမှုနောက်ပိုင်းအလုံးဝင်တဲ့ဝန်ထမ်းတိုင်းတရားမဝင်ကြင်ညာခံရတာအမည်ပြဆက်ရေးသွင်းခံရတာနဲ့ပြစ်မှုကျွလွန်တာရှိရင်တရားစွဲခံရခြင်းဆောင်ရွက်ချက်အပေါ်မူတည်ကအလုံးထုတ်တာဌာနဆိုင်ရာဥပဒေနဲ့အရေးယူတာတည်ဆဲဥပဒေအရအရေးယူခံရခြင်းဘလို့ဆောင်ရွက်ချက်လဲဆိုတာအသေးစိတ်ဖော်မပြထားပါစီရီယဝန်ထမ်းတွေကိုဖိနှိပ်ခဲ့တဲ့နန်းစီရီယဝန်ထမ်းတွေဟာအလောက်ကထုတ်ပေခံရခြင်း စစ်တပ်နဲ့ပူးပေါင်းထောက်ခံတဲ့နိုင်ငံတော်ပုံကန်တဲ့ဝန်ထမ်းတွေတည်ဆဲဥပဒေအရအေးအေးယူခံရခြင်းအေးအေးယူခံခြင်းကနေကင်းလွတ်ခွင့်ဒါမှမဟုတ်တတ်တာခွင့်ရဖို့တော်လှန်ရေးကူညီခဲ့တဲ့ခိုင်လုံတဲ့အထောက်အထားတွေပြရမယ်လို့ပုံမှန်27မှာဖော်ပြပါဗယ်နောက်တစ်ခုကအရေးယူခံရတဲ့နေကစားပြီးရပောင်း60အတွက်အတနာခန့်စာတင်ခွင့်ပေးထားတာတွေ့ရပါတယ် ဒီအပေါ်မှာ အစိုးရအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဆုံးဖြတ်ချက်ကသာအပိသက်အတီဖြစ်တယ်လို့ပုံမှန်၂၀နှစ်အပိုက်ခွဲကားငယ်မှာဆိုထားပါဗျ။တစ်ဖက်မှာတော့ဥပဒေထွက်လာတဲ့နောက်ပိုင်းစီဒီအန်နဲ့နန်းစီဒီအန်နှစ်ဖက်လုံးအပေါ်စိုးကျိုးတွေရှိလာမယ်လို့ဝန်ထမ်းတချို့ကဆိုပါဗျ။လက်တလောအရှိအအနေကစီဒီအန်ဥပဒေထုတ်ပြန်ဖို့အချိန်မတန်သေးဘူးလို့ယူဆချက်တွေရှိနေပါဗျ။ စီဒီအန်စီယာဦးရဲမင်းကောင်ကနန်းနေကိုစီယုံရမယ့်နေရာမှာအရေးယူမယ်ဆိုတာကစစ်ကောင်စီဘက်လုံးဝရောက်သွားအောင်တွန်းပို့တယ်လို့ဖြစ်စေတယ်လို့ပြောပါရယ်။လက်ရှိတာဝန်ထမ်းဆောင်နေစေဝန်ထမ်းတချို့ကတော့နန်းစီဒီအန်ဝန်ထမ်းတိုင်းကစစ်တပ်နဲ့စစ်ကောင်စီကိုအားပေးထောက်ခံသူတွေမဟုတ်ဘူးလို့ညှင်းဆန်တယ်လို့အများစုကမိသားစုအရှိအနေအကြောင်းမျိုးစုံကြောင့်ဆက်လုံနေကြတာလို့တုံ့ပြန်ပါရယ်။ကျွန်တော်တို့ကလက်တလုံးမှာနှစ်ဖက်လုံးကြောက်ရတာ။ လက်ရှိအာဏာပိုင်တွေဘက်ကထတ်ချက်လာဖို့ပဲရှိတယ်လို့နိုင်ငံအလဲပိုင်းကပြည်သူစေယုံတစ်ခုမှဆက်လက်တာဝန်ထမ်းဆောင်နေစေစေယုံအုပ်ကြီးတဦးကသူတို့ကြုံရနိုင်တဲ့အခြေအနေကိုပြောပြပါဗါးစစ်ကောင်စီကတော့ဒီလိုပြတ်ထန်းချက်ထွက်လာတာဟာနိုင်ငံဝန်ထမ်းတွေကို အတီးပေါက်နဲ့ရှင်းရှောက်မှုလို့ဇွန်လ15ရက်မှာတုံ့ပြန်ပါတယ်။နန်းဝန်ထမ်းတွေဘလို့စိုးရိမ်ချက်တွေရှိကြလဲ။ နန်းစီဒီအနေကိုအေးအေးယူမယ်လို့ကြေညာချက်ထုတ်ရင်အန်ယူဂျီအနေနဲ့လွတ်မြောက်နေမြေတစ်ခုအပြည့်အဝရှုပ်ကန်ပြီးစီဒီအန်တွေကိုရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာကူညီဆောက်ရှောက်မှုအလုံးစုံပေးနိုင်လာဆိုတဲ့မေခွန်းရှိတယ်လို့ဥယျံမင်းကောင်ကထောက်ပြပါဗါးစီရီယံကာလလေးနှစ်နေပါခရီးမှာပြင်ပကအကူအညီအထောက်အပံ့မရှိသလောက်ဖြစ်သွားပြီးဝန်ထမ်းတွေရဲ့ဘဝပုံမခက်ခဲလာတယ်လို့စီရီယံဝန်ထမ်း၃ဦးထက်မနည်းကအစောပိုင်းကတည်းက BBC ကိုပြောကြားပါဗျ ပြည်ရင်းမှာကြံနေတဲ့ CDN တွေမှာလည်းစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံရတာအမိပြက်စရင်သွင်းတာပြည်ပထွက်ခွင့်ပိတ်ပင်တာပြင်ပလုပ်ငန်းတွေမှာအလုပ်လုပ်ခွင့်မရအောင်ဥပဒေနဲ့အမိန့်ထုတ်တင်ကြတာတွေကြုံနေရပါတယ်။နိုင်ငံတွင်းအချက်အသေးတွေကြောင့်မူလဝန်ကြီးဌာနကလုပ်ငန်းကိုပြောင်းဝင်တဲ့အခါမှာလည်းခွဲခြားဆက်ဆံခံရတာတွေကြုံနေရတယ်လို့လုပ်ငန်းခွေပြောင်းဝင်ခဲ့တဲ့မူလတန်းပြဆရာမတအူးကပြောပြပါဗျာ။ကျွန်တော်တို့ပညာရေးဝန်ထမ်းတွေဟာအရှိကန်လူတန်းစားများပါတယ်။ ဘလို့မှယက်တည်မရလို့ပြန်ဝင်သွားတဲ့သူတွေရှိတယ်။ NUG ကအခုကြံတဲ့ CDN တွေကိုတော့မထောက်ပံ့နိုင်ပဲ CDN မဝင်ရင်အရေးယူမယ်ဆိုတာကမဖြစ်သင့်ဘူးလို့ဥယျံမင်းကောင်ကသူ့အမြင်ကိုပြောပါတယ်။သူတို့မျိုးနယ်မှာ2021အစပိုင်း CDN စရင်ပေးတဲ့ပညာရေးဝန်ထမ်း3300ရှိခဲ့ပေမဲ့နှစ်ကုန်ပိုင်းမှာ CDN 300သာကျန်တယ်လို့ပြောပါရယ် ဒီအချက်ကိုကြည့်ရင်တချိန်မှာနန်းစီရီယန်နေအကုန်ဖြုတ်ပြီး CDN တွေနဲ့ပဲလက်ပတ်မယ်ဆိုတာကလည်းမဖြစ်နိုင်ဘူးလို့ထောက်ပြပါဗယ်။နန်းစီရီယန်ပညာရေးဝန်ထမ်းတွေတာမကကျမရေးဝန်ထမ်းတွေမှလည်းပြဿနာတွေရှိနေပါဗယ်။အထူးသဖြင့်ဒီဥပဒေကြောင့်ငကိုကလေးကရှိနေတဲ့လုံခြုံရေးဆိုင်ရာရှင်းရှားမှုတွေကအရင်ကထက်ပိုတိုးလာမှာကိုစိုးရိမ်နေကြပါတယ်။ဥပဒေကိုအကြောင်းပြပြီးရှင်းရှားငွေညစ်တာ ပိုဖြစ်လာနိုင်ပါတယ်။ အခုတောင်ဖုန်းနဲ့စာဖို့ရှိန်ချောက်ပတ်စံတောင်းကြတာရှိတယ်လို့နိုင်ငံအလဲပိုင်းကပြည်သူစေယုံတခုမှာတာဝန်ထမ်းဆောင်နေစေစေယုံအုပ်တအူကသူ့အတွေ့အကြုံကိုပြောပါတယ်။သူပြောပုံအရသူစေယုံကကျမရေဝန်ထမ်းတချို့ဆိုရင်နေမှာကြံခဲ့တဲ့မိသားစုဝင်တွေရှိန်ချောက်ဖီရပေးခံရလို့အလောက်ကထွက်ကြတာရှိတယ်လို့ဆိုပါတယ်။ဒါရင်မကနန်းစီရံဝန်တန်းဖြစ်လို့အသက်အန္တရာယ်ရှိန်ရှောက်ငွေကြေးတောင်းဆိုမှုတွေလည်းကြုံရတယ်လို့ဆိုပါရယ် ငါနဲ့မတူငါရန်သူလောက်တာသဘောမတူပါဘူးရဲနဲ့ထွေအုပ်လို့စစ်တပ်နဲ့နှိစက်တဲ့ဌာနကိုအေးအေးယူမပြပဲပြည်သူတွေရဲ့အခြေခံလူအခွင့်အရေးဖြစ်တဲ့ကျမ်းမာရေးပညာရေးကိုပေးတဲ့ဝန်ထမ်းတွေကိုအေးအေးယူတာကလက်နက်မရှိတဲ့ပြည်သူတွေကိုအနိုင်ကျင့်တာပဲလို့စေယုံအုပ်ကဝေဖန်ပါတယ်2024ဇူလိုင်လတုန်းကတော့စီရီယံဝန်ထမ်းတွေကိုစစ်ကောင်စီက ပြန်ခေါ်ပူပါတယ်။အစိုးရဝန်ထမ်းကနေစီရီယံလောက်သွားလို့ဘလက်လစ်ပါနေသူတွေကို အကြောင်းအရှင်းရပေါ်မူတည်ပြီးပယ်ဖြတ်ဖြေလျှော့ပေးမယ်လို့စစ်ကောင်စီက စီရင်ခဲ့ပါတယ်။စစ်ကောင်စီဟာအာဏာသိမ်းပြီးကတည်းကစီရီယန်တွေနဲ့ပတ်သက်ရင် တင်းကျပ်တဲ့မူဝါဒတွေနဲ့ကင်တွယ်ခဲ့ပေမဲ့စစ်ရေးရောအုပ်ချုပ်ရေးမှာပါ မတိကျမှုတွေဖြစ်လာချိန်မှာဖြေလျှော့မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ဥပဒေပြဋ္ဌာန်းချက်တဲ့တကက်လိုအပ်ချက်ကဘာလဲ။ စီရီယန်ကျမရေးဝန်ထမ်းတဦးဖြစ်တဲ့နော်စီစီကတော့ NUG အနေနဲ့အစကတည်းကစီရီယန်ဝင်ခဲ့တဲ့ဝန်ထမ်းတိုင်းကိုစိတ်ပိုင်းရုပ်ပိုင်းလုံခြုံရေးအတွက်အာမခံချက်တစ်ခုပေးနိုင်အောင်လှုပ်ဆောင်ခြင်းတယ်လို့ဆိုပါတယ်။နော်စီစီကသူနာပြုလောက်တက်ကိုနှစ်ရှိတဲ့အထက်တန်းသူနာပြုဆရာမတဦးဖြစ်ပါတယ်။စီရီယန်အစပိုင်းကတည်းကပါဝင်ခဲ့သူဖြစ်ပြီးနိုင်ငံထဲမှာလုံခြုံရေးစိတ်မရှာရလို့2022ထဲမှာထိုင်းဘက်ကိုတရားမဝင်ရွှေ့ပြောင်းလာခဲ့ရသူဖြစ်ပါတယ်။ ထိုင်းဘက်ရောက်ပြီးနောက်ပိုင်းရရအလုံးဝင်လုံးနေတာကနေလက်ရှိမှာအိမ်အကူအလုံးလုံးနေပါတယ်။ဒီနှစ်ဖေဖော်ဝါရီလကလေးကနေထိုင်ခွင့်အထောက်အထားတက်တန်းနေကုန်နေတာဖြစ်ပါတယ်။ထိုင်းဘက်ကထပ်မတိုးပေးသေးတော့အပြင်လည်းမထွက်ရဲဘူးလို့သူကပြောပါတယ်။ဒီလိုစီဒီအန်နေအတွက်နေထိုင်ခွင့်အပါအဝင်အလုံးအကင်နေအတွက်ပါအန်ယူဂျီကစနစ်တကျတာဝန်ယူပေးတာမျိုးအထီးလုပ်ပေးတဲ့နေဆိုတော့ပြောဆိုချက်တွေလည်းရှိပါသေးတယ်။ BBC ကသိရှိရတဲ့အချက်အလက်အရ2022ဖေဖော်ဝါရီလကစပြီး NUG အစိုးရကနေပြီးတော့ထိုင်းမြန်မာနယ်စပ်ရောက်စီဒီအန်ဝန်ထမ်းတွေကိုစံအပ်ပါအဝင်ရိတ်ခတ်အရှိုးထောက်ပံ့တာရှိပါတယ်။သူနာပြုဆီယမနော်စေစေကတော့သူ့အနေနဲ့ NUG ကပေးတဲ့စီဒီအန်ထောက်ပံ့ခြင်း၃ချိန်ခန့်ရဘူးပေမဲ့သူ့မိတ်ဆွေတခြားသူနာပြုဆီယမအများစုဆိုရင်ထောက်ပံ့ခြင်းလောကမရဘူးသူတွေရှိတယ်လို့ပြောပါတယ်။ဥပဒေမှာစီဒီအန်ဤအတွက်လှုပ်ပေးမဲ့ဟာကကောင်းတယ်။ ဖြစ်တဲ့နဲ့ဒါပေမဲ့အခုနေထိုင်ရတဲ့ကာလမှာအာမခံချက်ပေးနိုင်ရင်တော့အကောင်းဆုံးပေါ့လို့သူကပြောပါတယ်နော်စီစီကနန်းစီရီယန်တွေကိုဥပဒေနဲ့အရေးယူတဲ့နဲ့ဆိုတဲ့ပြောဆိုချက်တွေရှိပေမဲ့သူတို့ပတ်ပြောင်းလာအောင်လုပ်ဖို့ NUG ရဲ့တာဝန်လိုယူဆပါတယ်။ကျမကြားသလောက်နန်းစီရီယန်တွေက အလုတ်ပီနေတယ်။လာစာမကောင်းဘူး။ကျမတို့သာစိတ်ပိုင်းရုပ်ပိုင်းလုံခြုံနေတာတွေ့ရင်သူတို့ကပတ်ပြောင်းလာနိုင်တာပဲလို့နော်စီစီကပြောပါတယ်။ လူအခွင့်ရေးဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့ Forty by Right အဖွဲ့ကမြမလူအခွင့်ရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးတာဝန်ခံမရှိဆိုင်ကတော့လူအခွင့်ရေးစံနှုန်းတွေကိုရှိုးပေါက်ရာရောက်တဲ့ပုံမှန်အရှုတ်ပါဝင်နေတယ်လို့ဝေဖန်ပါတယ်။ဒီဥပဒေထဲမှာအကြောင်းကြောင်းကြောင့် CDN နဲ့မှမပါဝင်နိုင်ခဲ့တဲ့ဝန်ထမ်းတွေအပေါ်သူတို့တွေဘာကြောင့်ဆက်အလုံးလုံးနေရတာလဲဆိုတဲ့အပေါ်အလုံးစုံထည့်သွင်းငဲ့ညာစဉ်းစားပေးတာမျိုးမတွေ့ရဘူးလို့သူကထောက်ပြပါတယ်။ ဒါပေမဲ့ဥပဒေအရစီရီယန်တွေကိုဂုံပြူတဲ့အချက်တွေကိုတော့သူကလက်ခံပါတယ်။စီရီယန်ဥပဒေရဲ့ပုံမှန်၁၁ကနေ၂၁ထဲမှာပေါ်ပြထားတဲ့ပြစ်ဒဏ်တွေဟာစီရီယန်နဲ့မပါဝင်သူတွေအလုံးကိုတင်ကြုံတတ်မှတ်ရရောက်တယ်လို့ဆိုပါတယ်။ဒီလိုအပြစ်ပေးတာမျိုးကပြန်လဲတင့်မြတ်ရေးအတွက်ဥဒိယမရောက်ပဲမလိုလားအတဲ့အမုံတရားတွေနဲ့နားလည်မှုလွဲမစေနိုင်ပါတဲ့ ဒီမိုကရေစီအသွင်ပြောင်းနေတဲ့အချိန်မှာတရားမျှတမှုဆိုတာကျူးလွန်သူတအူးချင်းအပေါ်အရှိန်ခံတင်ပြီးအုပ်စုလိုက်ပြစ်ဒဏ်ရှာမှတ်တာကိုရှောင်ရှားတင်ပါတယ်လို့မရှိဆိုင်ကပြောပါတယ်။ Fortify Right အဖွဲ့ကတော့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH အမျိုးသားညီညွတ်ရေးအစိုးရနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ CDN ဥပဒေကိုဒီမိုကရေစီစံနှုန်းတွေလူ့အခွင့်အရေးအခြေခံမူတွေကို ထင်ဟပ်အောင်ပြန်လည်ပြင်ဆင်ဖို့တိုက်တွန်းနေပါတယ်။